ဒီနေ့ပိုင်းမှာတော့ဂျပါရဲ့လက်ချက်ကြောင့်အစိမ့်မိပြီးတော့အနေအဆရောက်တော့မဲ့ဇန်ကားရဲ့ငယ်ပွားလေးကိုမြင်တွေ့ကြမှာဖြစ်ပါတယ်။ဒီအပိုင်းမှာမတင်ပြခဲ့တာကတော့ editor နေမကောင်းဖြစ်နေလို့ပါပေါ်တာတို့လိုင်းမကောင်းတာဘာညာနဲ့ရှုပ်ရှက်တွေခတ်နေရအောင်အဲ့ဒါကိုဖြေရှင်းပြီးတော့ဒီနေ့ကြမှာပဲပြန်တင်နိုင်ပါတော့တယ်။ဆိုတော့အခုကနေစပြီးတော့တောက်ဆောက်အကျန်းနေပြီးလာမှာမဟုတ်လို့အဲ့လိုလည်းပြောတာပါပဲ။စောင့်ကြည့်ပေးကြပါအောင်ပေါ့။အဲ့တော့နေဂျီဂူကလန်ဆိုတာမြေပြင်ကဘာရဲ့ဥပဒေစိုးမိုးရေးအတွက်တိုက်ခိုက်ပေးနေတဲ့ငရဲအဆောင်တပ်သားတွေဖြစ်ပါတယ်။ဇန်ကားနေဂျီဂူကလန်ခေါင်းဆောင်ရဲ့သားပဲဖြစ်ပြီးတော့ ရှေးမလေးသူရဲ့အမဖြစ်သူနဲ့အကိုဖြစ်သူတို့ကငရဲအဆောင်တတ်ဖွဲ့တဲ့အောင်မြင်ဝင်နိုင်ခဲ့ကြပြီဖြစ်ပါတယ်။ငွေသုံးဖြစ်တဲ့ဇန်ကားတော့ခုမှ၄ကျင်းစင်းနေတော့ဖြစ်ပြီးဒီနေ့၄ကျင်းထဲမှာတော်လေးဦးကျန်းနဲ့မိန်းကလေးတယောက်ပါလာလို့ចောင်းသားတွေကြားရေးပန်းစားလို့နေခဲ့ပါတယ်။ဇန်ကားလူတိုင်းထက်ခေါင်းလုံးသားတဲ့ငါးသားလင်းတော်ဆုံးလို့လက်ခံထားသူပဲဖြစ်ပြီးအဖေဖြစ်သူကကလန်ခေါင်းဆောင်ဖြစ်တာနဲ့ညီအတန်းထဲမှာအမှတ်များဆုံးပဲဖြစ်ပါတယ်။ចောင်းသားတွေကဇန်ကားကိုမွေးရပါပါရမီရှင်လို့ထင်နေခဲ့ကြပြီးတော့ចောင်းသူလေးတွေကလည်းဝိုင်းပြီးတော့ကြွေနေကြရတဲ့ဖြင့်အထာကြကြနဲ့ရှင်များတဲ့ယုတ်တီနဲ့အေးစိမ့်နေတတ်တဲ့သူလို့ထင်နေကြပါတယ်။ ဇန်ကာလည်းအားလုံးကအထင်ဝိုင်းပြီးတော့ကြီးကြအောင်စောက်ခွက်ကြီးဖြီးပြီးတော့ဖေးတွေတက်နေပြီးမင်းတို့ထိနေကြတာမှန်တယ်ဒန်းရဲကစောက်ပေါ်ရင်လည်းရှင်မြနဲ့ထိစောက်ရမ်းတာလုံနေခဲ့တာလို့ဖင်ရလို့နေခဲ့ပါလေဘာဘီရှင်တို့အများကသပုတ်ခဲ့ကြရမယ်တကယ်တကယ်မှာတော့ဆရာမ0ဘွားနဲ့ပြင်းပြင်းထန်ထန်ခိုးပြီးတော့လေ့ကျင့်ခဲ့ရတာပါဒါတော့ထိတ်ဆုံးမှအများနဲ့ရောက်နေတာဖြစ်ပြီးတော့စောင်းမွေးပြီးရင်ရွှေပလင်မှာထားရမယ်လို့တွေးနေဖီးတက်နေခဲ့ပါလေအဲ့ချိန်က Givarian ကိုတအားဆိုးရတဲ့အချိန်မှဖြစ်ပြီးတော့ငရေတက်လေ့ကျင့်အကြောင်းမှအကြောင်းသားတွေအားနေတာကြောင့် စည်ရင်သားရက်ကွက်ကလာလာကောင်းတဲ့မိန်းကလေးတယောက်ကိုချွင်းချက်နေနဲ့ထဲခဲ့ရပါလိမ့်အဲဒီကစားလို့ဆရာကြီးပါဆိုရယ်ဇန်ကားရဲ့ဘွားလည်းအမှောင်ဖုံးသွားခဲ့ရပါတော့တယ်နီဂျီကလန်ရဲ့ထုတ်ထိတ်စုကရွှေပလင်ဆွဲကလထိုင်းလုံးပဲဖြစ်ပါလိမ့်စာတင်တဲ့နေ့အတော်ဆုံးကြောင်းသားပဲအဲဒီခုံမှာထိုင်ခွင့်ရှိတာဖြစ်ပြီးအကြီးကဲရီယာအကျန်းဆုံးသူတွေတမိုင်းလျှောက်တော်ဆုံးသူတွေထိုင်လာခဲ့တဲ့ရိုးထိုင်ကုန်မိုးတဲ့ရာဇဝင်နဲ့ထိုင်ကုန်ပဲဖြစ်ပါလိမ့်ကောင်မလေးအတန်းတွေကိုစားအောင်လာနေပထမဆုံးရက်မှာနေဇန်ကာနဲ့ကြောင်းသားတွေအားလုံးအမှောက်သိပ်ပြလိုက်ပါလိမ့်ဒါကြောင့်ဟီယိုလဲခေါင်းဆောင်ရဲ့အောင်ဆိုင်မှုကိုရသွားပြီးတော့ ကျောင်းသားတွေအားလုံးကမနာလိုကြတာကြောင့်ဒေါသူမပါကွာလက်ကားဆောက်စင်းရသားလေးကငါတို့လာပြီးတော့ကြောကျင်နေလို့အတင်းပြောနေခဲ့ကြပါတယ်ဒီစကားတွေဇန်ကားကြတော့ तू ကတကယ်ကြမ်းတယ်ကွာငါထောင်ကြမ်းသေးတယ်ငေါလဲသူ့လိုဖြစ်အောင်စူးစမ်းမှာပေါ့လာပါပြန်ပြီးတော့လေးချင်းကြမယ်လို့အပြုံးလေးနဲ့ကားပြောပြလိုက်ပါတယ်အပြုံးလေးနဲ့သာပြောလိုက်ပေမဲ့ဘယ်လိုတိုက်တိုက်ဘယ်လိုမှမနိုင်မဲ့ဇက်တိုက်အကျုံးခံခဲ့ရတာကြောင့်အသေးကိုတင်းနေခဲ့တာပါစိတ်တုံလုံးလို့ကိုနှကန်းကိုပြန်ကြိုက်နေပြီးတော့သွေးရထွားနေတဲ့ချိန်ဟျိုကဟဲ့နေသွေးရထွားနေလို့ပြောရင်းနဲ့လက်လာဆေးခဲ့ပါလေ ဓာတောင်ဆန်ကလည်းတင်းနေအောင်ခဏဆော့လိုက်ပြီးတော့အေးနော်နေလဲကြမ်းနေနေတော့ဆွေးပလေးမှာထိုင်ရတော့မထင်တဲ့လူပြောလိုက်ပါလေအိုက်ကဟျိုကငါးရီပလင်ကိုဘာလို့ရမှာလဲလို့ပြန်ပြီးတော့မေးလိုက်ပါလေဓာတောင်ဆန်ကလည်းကြောင်သွားပြီးတော့ဟမ်ထိုင်ကောနာမည်ကြီးတဲ့သူတွေထိုင်ခဲ့တာလေငါ့အမတော့မပါဘူးပေါ့အလုံးအမထိုင်နေနေကြတာပဲလို့ပြောလိုက်ပါလေအိုက်ကဟျိုကထိုင်ကမှာထိုင်ရရင်လူထင်ကြီးမယ်မလားလူထင်ကြီးတော့ဘာလို့ရမှာလဲဘာမှသုံးစားလို့လည်းမရဘူးလေလို့ပြောကပြန်ထွက်သွားခဲ့လိုက်ပါလေပါရမီရှင်လို့ထင်အောင်ဖိတ်ခဲ့တဲ့ညဒရာလီဇန်ကလည်းတကယ်ပါရမီရှင်နဲ့လာပြီးတော့တိုးနေရတော့ ထိတ်ဆုံးနေရာနဲ့ထွေးပေးခြင်းနဲ့မိမ့်မိန်လာခဲ့ရပါတော့တယ်။ဇန်ကားတန်းနဲ့ကပ်ဖားတဲ့သူတွေသတင်းနှိုက်တဲ့သူတွေနဲ့အတင်းပြောနေကြတဲ့သူတွေကိုစိတ်ကုံလာပြီးငါကိုယ်တိုင်လည်းစိတ်ပြက်စရာပဲဖြစ်နေကြတာပဲလို့တွေးနေခဲ့ပါတယ်။တကယ်တော့တင်နာမှာလက်နက်ရွေးပွဲတစ်ခုလုပ်ခဲ့ပြီးတော့အဲ့ဒီမှာခင်းချင်းပြသနေတဲ့လက်နက်တွေတဲကကိုကြိုက်တဲ့လက်နက်ကိုယူပြီးတော့တပွားစာမိန်ကြမှာဖြစ်ပါတယ်။နောက်ထပ်မှာတော့ခမောက်လန်းကြီးစောင်းနိုင်ရီယိုနဲ့အန်ဂျင်တို့တွေ့ရမှာဖြစ်ပြီးရက်ပြီးတော့ရေတွင်းနဲ့ပုံနေဇန်ကားကိုစကားပြောပြီးနေကြပါတယ်။ တကယ်လို့တင်တန်းမှာတော့အကြောင်းသားတွေအထူး special လက်နက်ကျုပ်စိန်ကြီးလိုပဲအားပါရစိတ်ကြိုက်ရွေးနေခဲ့ကြတာပါသူများနဲ့မတူတမှုထူးခြားခြင်းနဲ့ဆရာသမားတော့လက်နက်မရွေးပဲဒုံကြီးကိုရွေးလိုက်ပြီးတော့အဲ့ဒုကလက်နက်တဲတဲ့ဘိုးတော်မှားပြီးတော့ကောက်လာမိတဲ့လမ်းပေးကဒုံကြီးပဲဖြစ်နေခဲ့ပါလက်နက်ရွေးပါသူဒုံကြီးသွားရွေးတဲ့ဇန်ကောက်အကြောင်းသားတွေအားလုံးကဒုံကြိုက်သူဆိုပြီးတော့ဝိုင်းကြည့်နေကြပြီးတော့ဘွားမှာအဲ့လောက်တခါမှအဆက်မကွဲခဲ့ဘူးတာကြောင့်အသေးရှက်သွားခဲ့ရပါတယ်အဲ့ချိန်မှာဟျိုကတော့ဆောင်းဟန်းလန်းနဲ့ကတားနာတလက်ကိုရွေးလိုက်ပြီးတော့ကိုကိုဘာကောင်းမှမဟုတ်ပါလားလို့လက်ခံသွားတဲ့ဇန်ကလည်း ။အော်တို့မှာကွာငါတော်တော်စောက်သုံးမကြပဲလို့ရေတွေနဲ့မှာဂုံးအော်လို့နေခဲ့ပါလေ။ကျုပ်လိုညာဒရပါရမီရှင်လို့လူတွေထင်ကြတာကိုလိုချင်နေမိတယ်။ကျုပ်ကဘာကောင်းမှမဟုတ်ဘူးလို့ပြောနေတဲ့ကိုကိုနှိမ်နေတဲ့ဇန်ကကိုအန်ဂျင်ကဘာလဲကွာမေးနားကြီးလာပြီကွာ။ပါရမီရှင်မဟုတ်တာဘာရေးလဲ။အညာဒရရောပါရမီရှင်ကိုမကြော်တတ်နိုင်ရတော့ဘူးလေ။မင်းရဲ့ပါဇက်ကသာရှောက်ပြောတာအရှုံးမပေးချင်သေးမှငါခံစားရတယ်။မင်းသာအိုက်တော့မလို့ချင်းလွတ်ပလိုက်တာကြာပေါ့ကွာ။ကိုရီမင်းအဲ့တော့ကိုင်နာသေးတာဘေးအိမ်မက်တွေကိုမစွန့်လို့ခြင်းသေးလို့ပဲလေလို့ပြောလိုက်ပါလေ။နောက်တော့အန်ဂျင်က နောက်တစ်ခါဒီမျိုးလာပြီးတော့မုတ်လာစားအောင်အဲဒါမှပြန်တွေးတာဘောလို့ပြောလိုက်ပြီးရီယိုနဲ့အတူနှစ်ယောက်သားပြန်ထွက်သွားခဲ့ကြပါလိမ့်သူတို့နှစ်ယောက်သားထွက်သွားနေဇန်ကားလေးရေတွင်းထဲကနေကုန်းထားခဲ့ပြီးတော့ခုလက်ရှိသွေးရိုင်ထဲလဲနေရာကနေကုန်းကတ်ထားကထားဂျုံးမာတော့တယ်ဂျပါကဇန်ကားကိုနိုင်သွားအောင်ပျော်ပြီးတော့ထားကနေခဲ့ပါလိမ့်ဂျပါငါးစိတ်ကိုကြိုက်ဝိုင်းမလားဟမ်ငါ့ကိုတတ်ဖို့လုံနေတဲ့ကောင်တကောင်စီကရခဲ့တာလေကွာမင်းတို့ဒီတောင်ကြုံနိုင်မှာမဟုတ်တော့ဘူးလို့ပြောရင်းနဲ့လောင်နေခဲ့ပါလိမ့်ဒါမဲ့သူမသားကိုအသူဘတိုက်ပွဲဖြစ်ခဲ့တာကြောင့်နိုင်ဦး36ချောင်းကျိုးသွားပြီးတော့ အာမလေးပြနာလိုက်တာလို့ခုမှထအော်နေခဲ့ပါတော့တယ်ဒီလိုနဲ့ဂျပါလဲပါလဲငါဟုတ်ကြီးကြဲမထင်ခဲ့တာကွာပြီးတော့လေဖွတ်ကြပဲလို့စပ်ပြောနေပြီးရုတ်တရက်ထားကြီးနဲ့ဇန်ကောက်ကိုဟာသားကြီးဘာလို့ကြီးနေလဲငါ့ကိုလည်းပြောပြအောင်လေကွာလို့ပြောနေတယ်ဇက်လောင်နေခဲ့ပါတယ်ဒိုနဲ့နှစ်ယောက်သားရဲ့ဆောက်တွဲရည်တန်နေတဲ့ဂူတစ်ခုလုံးပြည့်နှက်နေပြီးတပတ်မှာတော့ဖန်တီစီယာကထွားပေါက်ကိုချိုင်းနဲ့လမ်းပြောင်းနေခဲ့ပါတယ်အဲချိန်ပိုးဟက်လေးကထပြေးသွားပြီးတော့ဖန်တီစီယာလည်းနောက်ကနေပြေးလိုက်သွားတဲ့အခါလက်ပြတ်တွေဝင်းရထားတဲ့ထူးဆန်းတဲ့ယာယီတစ်ခုကိုတွေးလိုက်ရပါတယ် တိုက်ပွဲကပြီးသွားပြီလို့ဂျပါဇန်ကောက်ကို၆ရောက်ကနေဒုတိုက်ဆွဲလာပြီးငါနိုင်သွားပြီဆိုတော့မင်းကိုဆောင်းဆန်းကောင်လေးစီသွားကျွေးလိုက်တော့မယ်နော်လို့ပြောလိုက်ပါတော့တယ်။ဖန်တီးစီယာကဘာမှမသိတဲ့အရာကြီးကိုရှာတွေ့ဂျပါကဇန်ကောက်ကိုဆောင်းဆန်းကောင်လေးစီကျွေးဖို့ဒုတိုက်ဆွဲခေါ်လာတဲ့ချိန်မှာအပြော်လုံးပြီးတော့ထားခွန်လိုက်တဲ့ဂျပါ၆ရောက်ကြီတောင်းကဇွားကနေဖောက်ဝင်သွားခဲ့ပါလိမ့်။ဂျပါလည်းဘယ်ကောင်လေးကငါ့ကိုပြစ်တာလို့អော်ပြီးတော့မေးလိုက်တဲ့ချိန်ဒီဘက်မှာတော့အန်ဂျီယန်ဆက်တက်တဲ့ introvert လေးနဲ့ခြားလည်းမခြားစကားလည်းမပြောမြန်မာလိုရက်ကြည့်နေခဲ့ပါလိမ့်။ introvert ကောင်လေးကဒုက္ခပဲဒုက္ခပဲဒုက္ခပဲ တခြားသူတွေပွဲတော်ပြီးနေတော့ပြီးငါမြန်သွားချမှဖြစ်မယ်။ဒါမဲ့ဘလို့စားတိုင်မလဲငါမှမသိတာလို့ပြောနေတယောက်တည်းတိုင်ပတ်နေခဲ့ပါလေ။ introvert လေးကအကိုကြီးကျွန်တော်နာမည်ကဖူဖူဖူအိုရိုစတာပါလို့အချင်းပြောလိုက်ပြီးတော့အန်ဂျင်လဲအေးငါနာမည်ကအန်ဂျင်လဲကွာလို့ပြန်ပြီးတော့မိတ်ဆက်လိုက်ပါလေ။နောက်တော့အိုရိုစတာကကျွန်တော်ဆရာပြောတယ်ခင်ဗျားတို့နိုင်အောင်ချပြီးတော့ရစ်ကောင်လုပ်ပြရမယ်တဲ့။ကျွန်တော်နောက်ဆုံးမှပြီးရင်ကျွန်တော်ပါအကျိတ်ခံရမယ်လို့ပြောသေးတယ်လို့ပြောပြလိုက်ပါလေ။အိုရိုစတာလဲပြောရင်စက်သိန်းနေထားလာပြီးတော့ကြောက်ကြောက်နေဟေးလူချောင်းအောင်ဗျာခင်ဗျားဘက်ကရင်စတိုက်ပေးပါလားလို့တောင်းဆိုလိုက်တဲ့အခါ အန်ကျင်းအခွင့်ကောင်းယူတော့စောက်ွက်ကြီးဖီးကအန်ကဲကတော့ नो ပါလို့ပြောချလိုက်ပါလေအခုတော့လွန်ခဲ့တဲ့နိုင်ဝက်ကြော်ကြော်လောက်ကတိုက်ပွဲလေးစီခဏပြန်သွားကြအောင်ပါလျက်စစ်စီကေတာပိုင်ရှင်မမနော်ရီနဲ့စန်သားဆာမာလီရီယိုတို့ရဲ့တိုက်ပွဲအပြင်းထန်နေတော့ပဲဖြစ်ပြီးအားပြင်းနဲ့တိုက်ခိုက်နေခဲ့တဲ့နော်ရီရဲ့အကွက်ကိုရီယိုကလေးနဲ့ဝှေ့ပြီးတော့ရှောင်ပစ်လိုက်ပါလေနော်ရီလည်းလေးကိုအုံးချပြီးတော့ရှောင်တယ်ဟဲ့လားရှောင်စမ်းပါဘလောက်ထိရှောင်နိုင်ပါလဲလို့ပြောနေချင်းရီယိုကတခခုကိုသဘောပေါက်သွားပါလေဒါတော့ဒီမှာလဲနော်ရီကအားရင်အပြင်းနဲ့ထပ်ပြီးတော့တိုက်ခိုက်လာတဲ့အခါ နောက်ပြန်လှည့်ပြီးတော့ခြေဦးထက်ရပတ်ပြီးပါတော့တယ်အိုက်ကနော်ရီတောက်အသေးတင်းသွားပြီးတော့ငါစိတ်လိုလာပြီးတော့စောက်ကောင်မပဲဒီပတ်ပြီးညာလေတတိမရှိတဲ့ကောင်မတွေကငါအရန်မုန်းတာပဲလို့ပြောနေခဲ့ပါတယ်နောက်တော့စပင်းအားအားကုန်သွားပြီးတော့ရီဝါတစ်ချက်ကောက်ယူလိုက်ကဟာဟာနေရင်စပင်းအားငါထင်းသလိုအချိန်ကန့်သက်ကြီးနဲ့ပဲလို့ပြောလိုက်ကအပေါ်ကနေကတ်ကြီးနဲ့စပင်းညာပေးဖို့လှုပ်ပါတော့တယ်ဒါမဲ့နော်ရီကဘတ်ကနေရှောင်းလိုက်ပြီးတော့ဖောင်းနဲ့ကန်ပလိုက်တာကြောင့်အဝေးရိုလွင့်သွားကသွေးတွေအန်သွားခဲ့ရပါတယ်ငါစပင်းကိုနှာခါဖြတ်လို့ရမယ်ထင်းနေလားလို့သူကပြောလိုက်ပြီး ငါငါစပင်တွေကိုကြိုက်တယ်လို့ကိုေးဆန့်ထိန်းချုပ်လို့ရတယ်ဟဲ့လို့ပြောပြလိုက်ပါတယ်ငါစပင်ရှေ့ထားတာဘလောက်ကြာပြီထင်လို့လေအထင်လားသေးမနေလဲလို့ပြောတဲ့အခါရီယိုကစပင်ရှေ့ထားပြီးတော့ဖင်အားတဲ့သူမျိုးအခုမှမြင်မှုတော့တယ်လို့ဖဲလိုက်ပါတယ်နော်ရီကနေပြောတာမှန်တယ်ငါရဲ့မီးလက်ဘီးကနေပြီးတော့ထုတ်ပေးတဲ့လျှက်စစ်ကအချိန်ကတ်သားရှိတယ်လို့ပြောပြလိုက်ပါတယ်ပိတ်ချင်ဘလောက်ပိတ်ပိတ်ရပြီမယ်ဖွင့်လိုက်တော့2မိနစ်ပဲလို့ပြောလိုက်တဲ့အခါမှာတော်သေးတာဘောဟဲ့နေအားနေချက်ကိုလေလို့ထင်နေတာအချိန်ကန့်သားဖြစ်နေတာကိုလို့ပြောလိုက်ပါတယ် အရိခါနော်ရီကရီပြီးတော့အစွမ်းမသုံးပဲတိုက်ခိုက်လာတော့ရီယိုတယောက်မနေခုခံနေရပါလေဟဲ့နေရတားချမ်းတာပဲရေဒါမဖြစ်ခင်ကဘာလို့လုတ်ခဲတာလဲလို့မေးလိုက်တဲ့အခါငါစီလေလီယာစစ်တီမျိုးနယ်စုကနေစဉ်းစားလာတာလို့ပြောပြလိုက်ပါတော့တယ်ရီယိုကတခါမကြားဘူးလို့ပြောတဲ့အခါဘယ်ကြားဘူးတော့မျိုးသုံးသွားပြီလေလို့ပြောလိုက်ပြီးရာစင်ကန်ကြီးနဲ့ထူပြလိုက်ပါလေသူမရီယိုကိုနင်းတိုက်ခိုက်ပုံနဲ့နင်းလက်နက်နဲ့ကဘလို့မှမကြိုက်ဘူးလို့ပြောနေပြီးရီယိုကဘာလို့မလိုက်ဖက်ရမှာလဲအမှန်တိုင်းပြောရရင်ငါလည်းလက်နက်မပါပဲတိုက်ရတော့ပို့ပြီးတော့သဘောကျတယ်လို့ပြောနေတဲ့ကတ်ကြီးကိုသေးပြလိုက်ပါတော့တယ် နေရဘာကောင်မှမဟုတ်လို့လဲလို့နော်အဲဒီကမေးတော့ငါရီယိုလေးလို့ပြောပြီးတော့ရာလုံးခဏလောက်တိတ်ဆိတ်လို့သွားခဲ့ပါလေကနာတာတိတ်ဆိတ်သွားတဲ့နောက်မှာပြင်းထန်တဲ့ဟန်တူဟန်တိုက်ပွဲကြီးအဖြစ်လာပြီးတော့ရေးတဲ့ကောင်လည်းဘလို့ရေးရမှမသိတော့တာကြောင့်ကိုအကူသာသွားပြီးတော့ကြီးလိုက်ကြပါဗောရာတို့ရီယိုကနော်အဲဒီရဲ့မျက်နှာကိုထိုးပြလိုက်ပြီးတော့ရောင်ကိုင်းသွားတဲ့နော်အဲဒီကရီယိုကိုတစ်ချက်ပြန်ကြိတ်ခဲ့ပါလေနောက်တော့သူမလျှက်စစ်ဇပင်းလေးကိုဖြွင့်လိုက်ပြီးတော့ရီယိုလည်းသူမကတ်ကြီးတွေကိုဖြွင့်ပြလိုက်ပါလေပြီးတော့နှစ်အောင်လုံးဘာမှမလုပ်ပဲပြန်ပိတ်လိုက်ပြီးတော့လက်ချင်းလက်ချင်းပဲပြန်ပြီးတော့ဂျုံကြပါတော့တယ်ဘာလို့တာလဲကျွန်တော်လည်းမသိတော့ပါဘူး ုံနဲ့အုံတိုင်းဖုံးခွမ်းနဲ့အသေးချလို့ပြီးတော့နေအောင်လုံးမောနေပြီးရီယိုတယောက်သွေးတွေထပ်ပြီးတော့အန်ကုန်ပါတော့တယ်ဟဲ့ဒီညာကနေကိုကြီးလန်းတောင်းလို့မရအောင်မလားလို့ရီယိုကမေးလိုက်ပြီးအရာလုံးခဏလောက်အမောင်ကျသွားတဲ့ချိန်မှာတနတ်တန်နှစ်ချက်နဲ့တူနော်ဒီတယောက်လဲကျသွားခဲ့ရပါလေရီယိုကတနတ်ထုတ်ပြီးတော့ပြက်တပ်ပြစ်လိုက်တာပါစောစောကြီးစံမှန်သွားတဲ့ဂျပါလဲရီယိုလက်ချက်မိသွားပဲဖြစ်ပြီးတော့မသေးသေးတဲ့နော်ဒီကနေနေမှာဒီတနတ်ဘလို့ရှိတာလဲလို့မေးလိုက်ပါလေအိုက်ခါသူမကအန်ဂျင်ကငါ့ကိုလူမတတ်ဖို့မှားရတယ်လေငါနေကိုမတတ်မိအောင်မနေထိန်နေကြရတာ ဒါပေမဲ့နေကဖင်သားရအောင်ငါလည်းမနေနိုင်တော့ငါဘော်ဒါတွေလည်းသွားကြရအောင်မယ်လို့ပြောလိုက်ပါလေငါရဲ့ကတ်ကြီးတွေကိုသွေးမစွန်းစေဖို့ငါကငါဂရီပေးထားခဲ့တာမလို့တနတ်နဲ့ပဲအဆုံးသတ်ပေးမယ်လို့ပြောလိုက်ပြီးတော့ဒီတနတ်တွေကငါရဲ့အရင်အလုပ်ရှင်စီကနေရခဲ့တာပဲလို့ပြောလိုက်ပါလေဒါတော့တော့ဒီလည်းရီယိုကကြေးစားလူသားသမားတောင်ဖြစ်ခဲ့တာကိုသိလိုက်ရပြီနေမသူမှဆောင်မပြောနဲ့တော့လို့တိုးတိုးလေးကပြောလိုက်ပါလေသူမငါနေကိုမတတ်ပါဘူးအန်ချင်းကိုပေးထားတဲ့ဂရီကိုငါမဖြတ်ဘူးနေလှုပ်လို့မရအောင်တော့လှုပ်လိုက်ရအပေါက်ဖွင့်တဲ့ဆော်လေးကိုလာကယ်ခန်းလိုက်လို့ပြောလိုက်ပါလေ နော်ဒီရဲ့စိတ်ထဲမှာတော့ကလင်နာရီဆိုလို့တန်တန်ရှင်တားခတ်ကြမယ်ထင်တာဒီလိုစောင့်ကြည့်မကောင်းတဲ့ဟာတွေလဲပါလာသေးတာပဲလို့တွေးနေခဲ့မိပါတော့တယ်ရီယိုကသူမရဲ့ဖားလာချလိုက်တဲ့သပင်းလေးကိုပြန်စည်းနေပြီးသွေးကြောတွေလိုရှုပ်ဆက်ခန့်နေအပေါက်တွေတဲကဘာကဘလို့သွားတယ်ဆိုတာဘလို့သိနိုင်မလဲလို့စဉ်းစားနေခဲ့ပါတယ်နောက်တော့အတွေးတွေကတငယ်ချင်းတွေနဲ့ဟိုးရင်ကအမှတ်တရရိစီရောက်သွားပြီးရူတိုတယောက်အခုချိန်ဆိုဘာတွေလုပ်နေမလဲလို့တွေးနေမိသွားခဲ့ပါတယ်သူမရူတိုအဖော်လုပ်ပေးပြီးတော့တငယ်ချင်းနဲ့ပို့တဲ့တန်အောင်စင်လေးတွေတွင်ကြီးလာကမှဖနက်စုံတန်းနဲ့ကောင်မလေးစီပါသွားရူတိုကို ငါနေနဲ့မပတ်သက်ခဲ့တဲ့နာလူတိတ်တိတ်လေးပြောလိုက်ပါလေလက်ရှိချိန်မှာသူမဂျပန်ကို၄-၅ချက်လောက်ပြစ်တတ်လိုက်ပြီးဇန်ကအစင်ပြေးလာဟဲ့ထားရလို့ပြောနေတဲ့ကြီးလိုက်တဲ့ချိန်အစိမ့်မိပြီးတော့ဟူဝဲဖြစ်နေမှန်းကိုသိလိုက်ရပါလေအန်တော့ကရူရိုနဲ့ဇိုဒီတို့နှစ်ယောက်ကြားပေါ်လာပြီးတော့တိုက်ပွဲရလာကိုတိုးတိုးလေးကတ်ပြီးတော့ပြောပြနေပါလေဖူကာရှက်လို့အခုဒီမတိုက်ခိုက်ရသေးဘူးလို့ပြောနေပြီးတော့ဘွန်ဒက်စ်ကတားဖိုက်နေစကားပြောနေတဲ့သတင်းနိုင်နေလို့ပြောလိုက်ပါလေဇိုဒီကမင်းအတန်ရှင်းသမားတွေကတန်လိုက်တာဟာလို့ပြောနေပြီးတော့ရူရိုကခမားကြီးကျုပ်ပေါ်လာတယ်ဘာလို့ပြလိုက်ပြီလဲလို့အော်မေးလိုက်ပါလေ နောက်တော့အန်တော်ကရုတ်တရက်ကြီးရူဒိုကိုပေါ်တယ်နဲ့ဘာမှမသိတဲ့အရာကြီးစီကိုပို့ပြလိုက်ပါတယ်တတိုးတော်နဲ့ပွားစီပွားစီပြောနေရူဒိုဟဲ့မင်းလုံးလုံးကမှပါစမ်းမဟုတ်ဘူးအုံနောက်ပဲငါကမ်းလမ်းချက်ကိုသေးတာစဉ်းစားငါပြောတာရောနားလေလားကာတွန်းစာအုပ်လေးနဲ့အစာဆုံးရှင်းပြမလားလို့ဖဲလိုက်ပါတယ်ရူဒိုလည်းကြုံနားလေလိုက်တဲ့တခုဒီတော့အချက်ကခမောင်းကျုပ်ဆောင်ရမ်းမုန်းနေဆိုတာပဲလို့ပြောလိုက်ပြီးတော့ဇိုဒီလည်းစလုံးမောင်ကနေတိထပ်ဖို့ကြက်ပြည့်တဲ့ကောင်ကြာလာခဲ့ရမှာလို့ပြောရင်းနဲ့ညီနေခဲ့ပါတော့တယ်။ဖန်ဒီစီယာကတော့ဘေးနားကနေပုံးနေနဲ့လန့်နေပြီးတော့ဇိုရီယာမင်းတို့ကောင်အပေါ်ပြန်ပို့မယ်ပြောလေအလကားပဲ ကဲဟူငေါ့ကိုကြည်ထားလို့ပြောရင်းနဲ့ဖဏတ်တွေကိုဘာမှမသိတဲ့အရာကြီးပေါ်ကပ်ပစ်လိုက်ပါလေ Watchman Siri မေးအလက်အိတ်ငါ့ရဲ့ကုတ်အင်းကြီးပြီးတော့ဒီဖဏတ်တွေဒါတွေကိုစုပြီးတော့ငါ့ရဲ့ကိုယ်ပိုင် Watchman Siri ဖန်တီးဖို့စူးစမ်းနေတာလို့ပြောပြလိုက်ပါတော့တယ်